င်စိုးကြီးရောက်နေဟုတ်တယ်ဗျဟိုတတင်းဟိုတွားကြည့်တာဒီနေ့စောစီးတွားလိုက်တော့လေအေးဟူကောင်ဘာမှလည်းငါ့ကိုမလုပ်ပေးတော့ဘူးကွာငါမနဲ့ကမနဲ့ကလေအေးဟာဘာတို့ကျွန်တော်တေချာမာခဲ့တယ်အဲ့ရဗျာမနိုးသေးရလားမသိဘူးပါရဲ့အဲ့ငယ်လားမသိဘူးမဟုတ်ဘူးလေဒီကောင်စေယုံသွားမှာလေဟာမိပြီးတော့များဒီကောင်တွားလာမှမသိတာအကြောင်းတွားတော့ရလားမသိပါဘူးအဲ့များအဲ့နေလားမသိကျွန်တော်လည်းမကြည့်မကြည့်မိဘူးအေးကွာတွားပြီးတော့တွားပြီးတော့လေအောင်ထောင်းလိုက်တော့အခုငါတို့ကလောလောဆယ်က ဟိုအခုတချုံနဲ့ပတ်သက်ပြီးတော့ဒီရုရှားကိစ္စတွေဟုတ်အာပြီးတော့နောက်တစ်ခုကဒီရွေးကောက်ပွဲကိစ္စတွေဟုတ်ကဲ့အဲ့ဒါတွေကိုဘာလုံးမှာလဲငေါ့ဥစ်တွေငေါ့ဘာမှပြောသေးဘူးဘာလုံးမှာလဲမသိဘူးဆိုတော့ဗါဒီလိုဟောပါရဲ့ဟောလဲ तू လဲဘာလုံးမှာမသိဘူးဖြစ်နေတယ်။အော်မဟုတ်ဘူးလေကွာရွေးကောက်ပွဲ तू လုံးမယ်လို့ပြောတယ်မှန်တယ်လေဗါ तू လုံးမယ်လို့လာပြောတာလေဒါပေမဲ့အခုရွေးကောက်ပွဲလုံးဖို့အတွက်ဟိုဟိုအတန်လေးထွက်လာလာလိုက်ကျွန်တော်ဒီတော်လိုင်းဘက်တွေကနေပြီးတော့ဟိုရွေးကောက်ပွဲကိုကျွန်တော်တို့မဖြစ်အောင်လုံးမယ်ဆိုပြီးအတန်တွေကထွက်လာလိုက်ဆိုသူ့မှာလဲ ဘာလို့လောက်အောင်မသိဘူးဖြစ်နေတာဘာရဲ့ဟာဟိုဟာစေဟုံးမှလည်းအဲ့လိုအဲ့တရင်နေကြားခဲ့တယ်ကြားခဲ့တယ်ဆိုတော့အဲ့လိုပေါ့ရေကောက်ပဲလုံးမလုံးမတာပြောနေတာဘယ်ကဘလို့ဘလို့စလောက်အောင်မသိဘူးကိုယ်စလဲတွေကိုပေါ်ပေါ်တင်းတင်းကိုထွက်ပြီးတော့မဲမစော်ရဲဘူးဖြစ်နေတာဗောအာအဲ့လိုဖြစ်နေတာဗောအဲ့ဒါကအရေးမကြီးဘူးဟုတ်ကဲ့ဘာလို့ခုရေကောက်ပွဲလုံးမယ်ဆိုရင်ဟုတ်တခါပြောလိုက်တာနဲ့တမျိုးအသိန်းခံနေရတယ်အဲ့လိုဖြစ်နေတာလေအဲ့ကြောင့်မို့သူလဲအခု အတန်မထွက်ရတာဘာလို့ဘာမှမပြောရနေမှာဗောပြီးတော့ဒီကြားထဲမှာသူရုရှားမှာဘာလဲဟိုမြန်မာနိုင်ငံကိုစူးစမ်းလေ့လာဖို့ဟုတ်ဟိုဒီဂျိုရုတလုံးအဲ့ဒီဘာညာဆိုတော့အဲ့ဒီဂျိုရုကိုတင်ဖို့ပတ်စံသူကဘယ်ရရမှာလဲမနေ့ကလေးဆိုအဘကိုကျွန်တော်ပြောခဲ့ပြီလေအဘရဲ့အဲ့အဲ့ပတ်စံကမနေ့ဟိုဟာဟိုဂျိုရုနေမပြောနဲ့ကျွန်တော်ဒီဓာတ်ပေါင်းကုန်လို့ဘာလို့ပတ်စံမနေ့မနောကုန်မှာဒီပတ်စံကဘယ်ရရမှာလို့ရှိလာတယ်မဟုတ်ဘူးကို့မှာအဲ့လိုတွေဖြစ်နေတယ်တူကတူကသွားပြီးတော့ဟိုဟာဟို ြည်သူအစိုးရလက်ထက်တုန်းကဒေါန်ဆန်းစုကြည်လုပ်ခဲ့တာကဟုတ်တကယ်ကိုတမိုင်းဝင်အောင်လို့ဆိုပြီးတော့ဒီပြင်သစ်နိုင်ငံနေပြီးတော့လွတ်တင်ပေးလိုက်တယ်မြန်မာနိုင်ငံအလံနဲ့တစိမ့်နဲ့ဂျူဒူဒူလုံးလွတ်တင်ပေးလိုက်တယ်အဲ့ဒါကို तू ကနေပြီးတော့အားကြပြီးတော့ तू ကလုံမယ်ဆို तू ကလေပဲရှိတာလေဟုတ်တယ်လို့ပါလေပန်းပြီးဒန်းစီနေရပဲရှိ तू ပြီးပြီးပြင်လောက်တာ तू ဘယ်နှခါရှိလဲအဲ့တော့ဘာလို့တော့မှ ဟိုတက်ချုပ်ကြီးဟိုဘာမှမပြောတာဘာလို့ဘာမှမပြောကျွန်တော်တို့ဆိုပိုးတော့ဝေးသေးတယ်ပါငါပြပြမယ်ငါပြောလိုက်တယ်မလားအေးအေးအေးဟုတ်အေးပဲခေါင်းငိတ်နေပြီးရင်လုံးရင် तू ကတလွဲတွေကြီးပဲလုံတာကျွန်တော်စိတ်ထင်တော်တွေပါဒီ तू ကဘာလဲရွေးကောက်ပွဲကိုလေဟိုတက်ချုပ်ကြီးอ่ะဟိုဟိုဘူးမှမသိအောင်လုံလောင်းတယ်เนาะ အော်ဘယ်သူမှမသိအောင်လွေးကောက်ဝဲရပေါ်ပေါ်တင်တင်လောက်ရတာလေဘယ်သူမှမသိအောင်ဘယ်လိုလုပ်လို့ရမှာလဲမင်းရလေဟာဟုတ်လေအခုပုံစံကဒီလိုဖြစ်နေတယ်ဘာရေပေါ်ပေါ်တင်တင်လုပ်လို့အဆင်မပြေဘူးဖြစ်နေပြီလေဘာအော်အခုပဲနီးလာပြီနော်ဘာ तू ပြောပြောထားတာဘာဆက်လာပိုင်းကဘာလာမပြောထားတာနော်အခုပဲဘာဆယ်လာပိုင်းနဲ့ရောက်တော့မယ်နော်ဘာဆယ်လာပိုင်းမဖြစ်ဖြစ်ဆက်တလာပိုင်းမဆက်နာပိုင်းမ तू ကတော့မဖြစ်ဖြစ်အောင် तू ကလုံးမှာပဲအဲ့ဒီမှာ तू ကဘာထက်လုံးမလဲဆိုတော့ဒီငါတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟုတ်အဲ 樣樣都俾樣樣都俾埋嗰度零嘅嘢嚟喎，不如，冇樣樣樣都俾埋嗰度 TV 咯，耶穌係嘅啦，耶穌係嘅，凍啊！阿那嗰度話你幾多庫？都阿那啲呢啲一千萬，但係全部錢呢？偏大啲咧，偏大咧，偏大咧，偏大咧，要殺到阿三兔咩？阿三兔嗰度話，開緊間間偏阿三兔嘅住，阿那度話姐姐嚟啊！ အထက်ကသူကတမနာဖြစ်ချင်တာတမနာမလုပ်ရတော့သူမင်းသားကြီးမကတော့ပန်းမယူထိုးပေါက်တယ်ဆိုတော့ပုံစံမျိုးသူကလုံနေတာဟုတ်ပါဘူးအခုလည်းအဲ့လိုမဟုတ်ဘူးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဟို uniform ကိုနေဒီ marvel တွေချုပ်ပြီးတော့ဒီဘက်ကျွန်တော်ပါတီတွေတဲ့ကိုဝင်ပြီးတော့ခိုင်းထားတဲ့ကိစ္စတွေလည်းအများကြီးပေါ်ပေါက်လာတယ်ဗျဟုတ်တယ်အဲ့တော့အဲ့လားတော့ဘာလဲမသိဘူးเนาะတက်ချိုကြီးသူကသူဘယ်လိုပဲလုံလို့ဟိုဒီရောအဝဲသူကသူဖြစ်အောင်ပဲလုံလို့မဖြစ်အောင်ပဲလုံလို့ကျွန်တော်တို့လည်းဒါတော့မပြောတတ်တော့ဘူးအဲ့တော့ကျွန်တော်ယနေ့ ကျွန်တော်အဘောက်တင်ပြမှသတင်းလေးတွေရှိတယ်ဒါလေးကြီးပဲကျွန်တော်တင်ပြတော့မယ်အေးတင်ပြပြီးတာနဲ့ဟိုကောင်းကိစ္စကိုလည်းလုပ်ပါဦးလုပ်မယ်လုပ်မယ်ကျွန်တော်အေးရတဲ့မှာရှိရင်လည်းတင်ပြသေးသွားပြီလားဒါမှမဟုတ်စီယုံကိုတွားရင်လည်းစီယုံကိုအတွားမှာဘယ်သူကနေပြီးတော့သူ့စီးသွားတဲ့ကောင်ကိုမိုင်းဆွဲပြီးတော့အိုးရောပေါက်လေလေဟိုကျွန်တော်ကျွန်တော်ပြီးမှဖုန်းဆက်လိုက်တော့မှာဟုတ်ဆိုင်မှာဖုန်းဆက်တာ gain ဦးမ gain ဦးပြင်နေတယ်ဟာအားသူဒုက္ခပဲတောင်းအောင်တွားရလားမသိဘူးအာပြင်ကျွန်တော်တွားကြည့်ပြင်မယ်ပါရေနော်အခုတော့ကျွန်တော်သတင်းလေးတွေကျွန်တော်တင်ပြပေးမယ်ဒီဒီမနေ့ပိုင်းမှာကျွန်တော်ရရှိလာတဲ့သတင်းလေးကတော့ဘာလဲဆိုဒီခါကျတော့ဗျကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်တို့ရဲ့တောက်တိုင်တွေပေါ့ တောက်တိုင်းနေအဖြူခံရတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်စာရေးပြောမယ်ပေါ့နော်မဟုတ်လေတောက်တိုင်းနေရသူတို့လုံချုံရေးတွေမရှိလို့လားလုံချုံရေးတွေမရှိတော့သူကဘာလို့ဒီတောက်တိုင်းနေတော့ဘာလို့လုံချုံရေးတွေမပေးထားဘူးလေဘာလို့အုတ်ကြီးတို့ရာရင်မှုတို့တော့သူတို့လုံချုံရေးရတာမပေးထားဘူးသူတို့ရက်ကွက်ထဲမှာရှိတယ်သူတို့ပြူစောတိတွေလာပါတယ်သူတို့ဒီ ဟိုခေါ်ထားတဲ့လူတွေအဲ့လူတွေနဲ့ပဲသူလုံယုံယူထားတာလေ။အဲသူတို့ကငါတို့တနက်ကန်ဆောင်ခွင့်ပေးထားတယ်ကွာ။အဲ့တနက်ကန်ဆောင်ခွင့်ငါတို့ဘက်ကမပေးနိုင်တဲ့အတွက်ငါတို့ဘက်ကမပေးနိုင်တာမို့မပေးဘူး။ဟုတ်။မပေးဘဲနဲ့ဒီကောင်တွေမင်းတို့ဝယ်ယူလို့ရတယ်ဆိုပြီးတော့ဒီကောင်တွေကိုငါတို့ပြောထားရတယ်ကွာ။တနက်တွေပါတော့ဒီကောင်တွေမှရှိမှာပါ။ဟိုမရှိတော့ရှိတယ်လေ။အဘဒါပေမဲ့ तू ကအဘတို့ရဲ့ဒီခန့်ထားတဲ့ဟိုရိုင်မှုစိန်မှုအုံကြီးတွေပေါ့နော်။အုံကြီးတွေက तू ကဟို နည်းပညာတတ်တွေကပညာတွေပညာတတ်ကြတာကိုစဉ်းစားတော်တော်တက်တော်လေးဗာဒီကျွန်တော်တို့ဒီစကမှာကျွန်တော်တို့ရဲ့စစ်ကော်မရှင်ရဲ့စစ်သားလားဒီတော်လိုင်းရဲဘော်လားတော့မခွဲခြားတတ်ဘူးဗာဟာ အဲ့လောက်ဒီကိုသူတို့ကအသိဉာဏ်ကိုဖွင့်ပေးတယ်ဟာဘယ်လိုလဲဒီကောင်လေးကဘာလဲဟုတ်တယ်ဟုတ်တယ်ဗာအဲ့ဒါလေးအဲ့တဲ့င်းလေးကိုကျွန်တော်ပြောပြပါပထမဆုံး तू ကမိချောင်းမဖွင့်မန်းတော့ तू ကမသိတော့ဘူးလားမသိဘူးမသိဘူးမသိဘူးเนาะကျွန်တော်တို့ဒီဘက်ဟိုဟာဟိုစားကားမလူတွေလားတော်လန်ရေးတက်ကလူတွေလားကိုခွဲခွဲခြားခြားမသိပဲနော် तू ကအဲဝေးတွေတောင်ခြေလိုက်သေးတယ်ဗျာဘလူဘလူလည်းငါ့ကိုပြောသားမအောင်အဲဝေးတွေခြေတော့မဘလူဘလောက်တိခြေလဲဆိုရင်လာပါဦးလာအထဲပေါင်ဝင်ထိုင်ပါဦးเนาะရေလေးချမ်းလေးတောက်ပါဦးနဲ့ခါလေးတော့လည်းလက်ပတ်လေးတော့တုတ်လိုက်ဦးမယ်တဲ့အဲလက်ပတ်လေးတော့တုတ်လိုက်ဦးမယ်သူထားလဲထားအောင်ဟိုကနေကျွေးလိုက်တာဒိန်ဒိန်ဒိန်နဲ့ကျွေးလိုက်တာအမရှော့ပါလေရောเนาะဟာ ဟုတ်မပြပြမယ်ဟုတ်ကဲ့ပထွေးမန်းအဖေမန်းတော့မတိပဲနဲ့မတိပဲနဲ့တိတိကျကျကိုယ်တတ်မဲ့လူကိုဧခံနေဧခံပြီးတော့လက်ပတ်လေးတုံမယ်လက်ပတ်လေးတုံပေးဦးမယ်ဆိုထားတဲ့အချိန်မှာဟိုကကင်လိုက်တာအိုးမမအဲ့ရသူ့ရှိကိုလာတာကကျွန်တော်တို့စကားမှကျွန်တော်လူတွေမဟုတ်ဘူးနော်တော်လိုင်းရဲဘော်တွေလာတာအိုးတော်လိုင်းအဲ့ဒါကြောင့်လို့ငါပြောလေတော်လိုင်းရဲဘော်တွေကိုတော်လိုင်းရဲဘော်တွေမှမတိနော် PDF တွေမှမတိ ဒီကိုဘက်ကပြူတွေမဲမသိဒီရဲတွေမဲမသိစစ်သားတွေမဲမသိဒီကောင်ကဘာလဲအလောက်တီကိုဘာဘာလို့ခံထားတယ်ဒီရိုင်မှုစိန်မှုအုတ်ကြီးတွေဆိုတာဒါအုံနောက် မြင်ပါတယ်လို့ပြောတာအဲ့ဒါကြောင့်ဩဒီကောင်ကဝမ်ဝမ်မြင်နေရွှေထင်းနေတာဟုတ်ပါယူနီဖောင်းလေးနဲ့တနက်လေးပါတယ်ဥစ္စာဟာကိုဘက်ကလူပဲထင်းနေတာပေထက်တယ်လို့ပြောလေပေသွားပြီလေပေငါပြပြနောက်လူတွေကိုပြောလေပေထက်တယ်လို့နော်ပေထက်တယ်အဲ့လူလိုလူမျိုးကိုမဖြစ်ရအောင်လို့မင်းတို့အိမ်မှာအကောင့်တစ်လုံးအရင်ဝင်လိုက်လို့အရင်ဝင်အကောင့်ထဲမှာဝင်နေလိုက်ဝင်နေဒီပြည်လူတွေလည်းမားထည့်ရမှာဒုက္ခမရောက်လို့ဘောငါအကောင့်ထဲရောက်နေပြီဆိုအဲ့တော့မဟုတ်ကောင်ကြီးကနေဒိန်ဒိန်ဒိန်နှစ်ခုကိုတိပြွားပြီးတာပဲနော်အကောင့်ကတော့ air con လေးပါလေတက်တယ် ဲ့အဟာလေးဖြစ်မှာပေါ့။အေးဟာကိုဆိုမီတာကကုန်နေဟုတ်မယ်။ယူတန်းန်းဒီငါတို့ဒီပြင်နေပဲ။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ညွှန်ကြားလိုက်မယ်။ဗာညွှန်ကြားလိုက်မယ်။ရွှဲ့ပြောနေတာမင်းဟုတ်။ညွှန်ကြားဖို့ပြောမှုရွှဲ့ပြောနေတာ။ဟောမသိဘူးလေ။ဗာဟိုကျွန်တော်အဲ့လိုလောရမှာတကယ်ကျွန်တော်အဲ့မှတ်ထားတယ်။ဟိုဖြစ်စဉ်ကဒီလိုပဲ။စတင်ဘာလ28ရက်နေ့နော်။စတင်ဘာလ28နေ့လေ12:15မိနစ်မှာတဲ့ကျွန်တော်အုတ်ဖို့မြို့နယ်ရှမ်းကုန်းရွာရှမ်းကုန်းရွာရွာအိမ်မူးကျွန်တော်မြင့်အောင်နော်။အော်ရွာအိမ်မူးမြင့်အောင်ဟာတဲ့။အဲ့ကောင်ဟိုတယ်လောကဒီငါတို့ ဟိုမင်းမင်းလားဟုတ်ကောင်လားငါ့ကိုပြောတယ်ဟိုဘာလဲခုဘာလဲခုပေါ်တာလေးပေါ်တယ်နေဆွဲနေမြင်အောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ယာယီကိုမြင်အောင်အဲ့မြင်အောင်ဟာတဲ့ကျွန်တော်ဒီနေမှာပဲကျွန်တော်တနက်ပြည့်ကျွန်တော်တို့ဟိုပြစ်ခတ်ပြီးတော့ကျွန်တော်ပွဲချင်းပြီးတိတ်ဆုံးသွားရဲဆိုတော့တရင်သူအားတဲ့သူကအိမ်မှာအိမ်ထဲမှာထိုင်နေတာဘယ်မှလည်းသွားတာမဟုတ်ဘူးအိမ်ထဲမှာထိုင်နေတဲ့အချိန်မှာကျွန်တော်ဒီတော်လန်ကြီးရဲဘော်ကြီးအိမ်ထဲကိုဝင်လာတယ်အိမ်ထဲကိုဝင်လာတဲ့အချိန်မှာသူကနေပြီးတော့အဲ့အာကိုကြည့်ပြီးတော့ဩဒါဩဆရာတို့လာပါလေထိုင်ပါလေ တော်လည်းရဲဘော်တွေဆရာတို့လာပါထိုင်ပါတဲ့ရေနေကြနေတော့ပါအောင်နဲ့မထိုင်ကြပါအောင်ဘာညာဟိုပြောပြပြပြီးတော့အော်လေလက်ပတ်လေးတွတ်တော့မယ်လို့ထားရထားအောင်မှာတော်လည်းရဲဘော်တွေကတနက်နဲ့၃ချက်ပြစ်လိုက်တယ်ဗျာအာပြီးတော့အဲ့မှာလေးပွဲချင်းတွေပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်ဖရမောက်သုံးနေတဲ့အဘောက်တင်ပြပေးတာဟာဒီကျွန်တော်တို့ဒီရှင်းလင်းခံရတဲ့ကျွန်တော်ရိုင်မှုကျွန်တော်တို့ဒီဖအေမန်းမသိပထွေးမန်းမသိအင်းတက်ခဲ့ပါလားရိုင်မှုမြင့်အောင်တော့ဘလောက်တောင်ဆိုးလဲဆိုရင်ကျွန်တော်တို့ဒီအော်ကျွန်တော်တို့ဒီရှမ်းကုန်းရွာနဲ့မိုင်ဝက်မိုင်ဝက်လောက်ပဲရှိရပေါ့နော်မိုင်တဝက်လောက်ပဲရှိတဲ့နေရာမှာကျွန်တော်ခမရကျွန်တော်6တက်ရင်းမှာ ကျွန်တော်ဒီစကားမှာစစ်သားတွေနဲ့ပူးပေါင်းပြီးတော့သူကရွာမှာကျွန်တော်စစ်မှုထမ်းတာထမ်းကြီးတွေကောက်တယ်ပြီးရင်ကျွန်တော်ပေါ်တာတွေဆွဲတယ်တကယ်လို့အဲ့ပတ်စံတွေကောက်ပြီးသွားရင်သူကဟိုအဲ့ဒီကျွန်တော်ဒီဘလိုခေါ်မလဲကျွန်တော်စကားမှာတက်နေသူနဲ့တယောက်တော့ဝက်စီခွဲယူတယ်ဟာသူအဲ့လိုတွေလုံနေတာအဲ့လိုလုံနေတော့သူနဲ့စီးပွားရေးဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့ဒီတော်လိုင်းတက်တွေကဒီလာရောက်ပြီးတော့ရှင်းလင်းချင်းခံရတယ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်ပေါ့နော် ရောက်ကို90กว่าငါတို့အခုဒီ border ဒီ border နေဆွဲတာလေအခုလူကလည်းအလုံလောက်မရှိတော့ဘူးဟုတ်ကဲ့အလုံလောက်မရှိတော့ငါတို့ဒီနောက်တဲ့လူတွေထက်ရောက်ငါတို့ဘယ်လိုလုပ်ရမလဲအဲ့ဒါတော့ပါဟိုလူတွေလည်းမရှိတော့ဘူးလေပါနောက်တဲ့ဆွဲတော့မယ်ဆိုရင်အသက်90 80တွေပဲရှိတော့မယ်ပါကုန်ပြီပါနော်အားလုံးနဲ့ထွက်ပြေးလိုက်ထွက်ပြေးလိုက်ပြီးထွက်ပြေးပြီးလွတ်မြောက်လိုက်ပြီးရောက်လိုက်ပြီးရောက်ပြီးအမတို့ဖမ်းလို့ရှင်းတန်းပို့လို့တေးနေတယ်ပြီးတေးနေပြီ ဒါမှမဟုတ်ငါတို့ဒီလိုလုပ်ရင်ကောင်းမလားရောဒီငါတို့ဒီရွေးကောက်ပွဲအတွက်ဒီအကျိုးလေးကျင့်တဲ့အနေနဲ့ပေါ့နော်အယုံဝင်လာကြပေါ့ယုံလာကြသူငါတို့ဒီဘက်ကနေတနည်းနဲ့ငါတို့ဖိတ်လိုက်ခေါ်လိုက်မယ်ခေါ်ပြီးတော့အဲ့လူတွေတွေကနည်းနည်းလူလေး လူငယ်လေးတွေပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးဖတ်ဖတ်ဖတ်ကြုံတော့ဆွဲသွားတယ်။အော်ဟိုတကားလည်းအပါလုပ်ပြီးသွားပြီလေ။လူငယ်ဖိုရန်ဆိုပြီးအပါရန်ကုန်မှာလုပ်ပြီးသွားပြီ။မရလေဘူးလေ။မရဘူးလေမလာဘူးလေ။မရလေဘူးလေ။အပါတို့ရဲ့လောက်ရက်ကိုသိနေပြီလာမှာမဟုတ်တော့ဘူး။အဲ့ဒါဆိုဒီလိုလုပ်ရအောင်။ဟုတ်။ဟိုငါတို့ဒီအာနာစတိန်တုံးကဟိုလက်သုံးချောင်းထောင်တဲ့အမှုပညာသမားတွေသိတယ်မလား။အဲသိတယ်လေ။အခုကအားလုံးအားလုံးကျွန်တော်ကမှတ်တမ်းနေရှိတယ်။အဲအဲ့ဟိုလက်သုံးချောင်းထောင်တဲ့အမှုပညာသမားတွေကဟာသူတို့ကနေပြီးတော့ဒီဥစ္စာကနေပြီးတော့သူတို့ကလည်းမလုပ်တော့ဘူး။ရုပ်ရှင်စီးရုံးကနေပြီးတော့တည်ရုံးဝင်သူတို့ကလည်းထွက်လိုက်တယ်။ဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ပြောတယ်။ဟုတ်ကဲ့။အခု ရုပ်ရှင်စည်းရုံးကတ်တွေအစ်တစ်ပြန်လုပ်ပေးမယ်ဆိုတော့အဲလက်သုံးချောင်းထောင်တဲ့ကောင်တွေကအခုပြန်လုပ်နေပြီပြန်လုပ်နေဆိုဒီကောင်တွေကိုနည်းနည်းအမှုပညာသမားတွေကမှတ်လောက်သားလောက်ဖြစ်အောင်ဟုတ်ဒီကောင်တွေတွေကမနည်းဆုံးမရောက်ဘူးစိတ်ရောက်တော့ကွာရပါလေရရပါဖတ်ဖတ်ဖတ်ဆိုတရုပ်ဆောင်နေတယ်ကစိတ်ရောက်တော့ကွာလို့ဆွဲပြီးတော့ကွာလို့ထည့်လိုက်ရင်ပဲဆိုကျန်တဲ့တွေကလုံးငြိမ်သွားလိမ့်မယ်အလောက်ကတော့ဘာဘာစိတ် ဘောင်းထဲမှာမထည့်နဲ့အဲ့လောက်ကကျွန်တော်လုတ်လဲလို့ရတယ်เนาะအဲ့လောက်ကတော့ရတယ်10လောက်ကတော့အပမပူနဲ့ကျွန်တော်ဟိုဟာပြည်သူတွေလဲဟိုဟာအားတက်ဝအောင်ပုံစံမျိုးနဲ့ကျွန်တော်10လောက်ကျွန်တော်လုတ်ခိုင်းလိုက်เนาะအပเนาะကျွန်တော်အဲ့ဒါကျွန်တော်တောင်းပန်ထားလိုက်ဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်အပကိုတင်ပြပေးမယ့်သတင်းလေးကတော့ကျွန်တော်ဒီဟိုပြောရမယ်ဆိုလမိုင်းပေါ့เนาะလမိုင်းလမိုင်းလမိုင်းကကတ်ကမယ်ငါတို့ဒီပွဲတွေဘာတွေမှာဆိုရင်လမိုင်းပွဲတို့ဖျားပွဲတို့လမိုင်းမကတ်ကတ်လို့မကောင်းဘူးကတ်လို့မကောင်းဘူးသူကတည်း ဟုတ်လေပါလမိုင်းကြော်ဒီလမိုင်းမျိုးလမိုင်းမျိုးအော်လမိုင်းမျိုးမြို့ထဲပြောလေလမိုင်းကျတော့ခုနငါမင်းဒီရုပ်ရှင်အကြောင်းနေပါပြောတော့ရုပ်ရှင်နေပါရရင်လမိုင်းဘွဲတွေပဲတင်တာအဲ့ဒါအောင်မေလို့ပြောပါမင်းရလမိုင်းမျိုးပြောတာလမိုင်းမျိုးတိတယ်တိတယ်ငါတိတယ်အဲ့ဒီလမိုင်းမျိုးမှာကျွန်တော်ဒီဘာပါဆွန်းဘာဆွန်းကြီးလောင်းနဲ့ပွဲကနေပြန်လာဆွန်းတော်ကြီးလောင်းအဲဆွန်းတော်ကြီးလောင်းကပြန်လာတဲ့ချိန်မှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီအုတ်ချုံရည်မှုပေါ့နော်အုတ်ချုံရည်မှုကိုကျွန်တော်တို့ဒီ တော်လိုင်းတက်တရားနေပြောကြူစွန်းရင်းဝိုင်းလောင်းတဲ့တဲ့ရင်းလေးဟုတ်လို့ကသူအုတ်ချုပ်ရင်မူကဖုံးကြီးမှမဟုတ်တာသူ့ကိုဘာလို့လဲသူကြီးညိုကြလို့လားသူ့ကိုဒီစွန်းကြီးဝိုင်းလောင်းတာကြီးညိုလို့နေပါဗောကြီးညိုလို့ဒီတော်လိုင်းရဲဘော်တရားနေစွန်းရင်းဝိုင်းလောင်းရတာဟုတ်အဲ့ဒါလေးကျွန်တော်ဖတ်ပြတမန်တမန်ရှိတယ်နဲ့ဒီရေဟုတ်ကဲ့ဟုတ်ကဲ့လောက်ပါလောက်ပါဒီလမိုင်းမျိုးတဲ့ ဘုံကြီးတွေကိုစုံမလောင်းမင်းနဲ့စုံစုံတာလေလောင်းရစုံလောင်းဝဲပြီးတော့ပြန်လာတာပြန်လာလို့တို့တရာတာထက်တန်စွာနဲ့ပြန်လာလာသူ့အိမ်ရှိကိုပြန်လောင်းတာအဲသူ့အိမ်ရှိတဲ့ကြောင့်လူမွေးတွေကိုစုံလောင်းနေတို့တို့တို့လောက်လောက်စမ်းပါဦးအဲ့ဒါလေးတွေကျွန်တော်ဖတ်ပြမယ်အေးဟုတ်ကဲ့အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ဓမိုင်းမျိုးကျွန်တော်အမတ်တရက်ွက်အုတ်ချုပ်ရေးမူကျော်ဦးနေတဲ့နောက်တူပေါ့အပေါင်းပါတူပေါ့နော်တူဦးဒီတဲ့ကျွန်တော်တို့ဒီစက်တင်ဘာလ28ရက်နေ့က28ရက်နေ့ဆိုတော့ကျွန်တော်မနေ့ပြောကျူးတဲ့ကောင်မနေ့ကမနေ့ပါဘူးနော်ရှင်းရတယ်နက်နက်၈နာရီခွဲကန့်နေတဲ့လမိုင်းစွန်းကြီးလောင်းပွဲမှာ ။နမိုင်းစွန်ကြီးလောင်းပွဲဆိုတီးထားတယ်ပါရဲ့။တီးတယ်တီးတယ်တီးတယ်။အရင်ကဆိုအရင်ကဆိုလက်ဝဲပွဲတွေပါများအောင်ပါ။အခုလုံးလေငါတို့ဒီဇက်ပွဲတွေပါလေအကုန်ထဲတာအကုန်ထဲတာအကုန်ထဲတာ။အဲ့ဒီကျွန်တော်နမိုင်းစွန်ကြီးလောင်းပွဲကနေကားဖြစ်ပြန်လာစဉ်နဲ့အုတ်ချုပ်ရင်မူအိမ်ရှင်းလိုက်ပေါ့နော်။အိမ်ရှင်းလဲရောက်လဲရောက်ဟောကျွန်တော်ဒီစီစီကကဆိုင်အေးတွေပါလေပုံနာမှနေမှာပေါ့။ဟုတ်ကဲ့အဲ့ဒီကျွန်တော်တို့ဒီဆိုင်ကယ်သမားတွေကပေါ့နော်ဒီအုတ်ချုပ်ရင်မူကသူ့အိမ်ရှင်းလဲရောက်ဆိုင်ကယ်သမားတွေကရောက်ရှိလာပြီးရောတဲ့ကျွန်တော်တမန်နဲ့ပြစ်ခတ်ခြင်းဖြစ်ကြော်ဦးမှာဦးကောင်းကြည်တင့်ကပွဲချင်းပြီးတည်ဆုံသွားပါလေတဲ့။မဟုတ်ဘူးလေဟာ။ဟုတ်ကဲ့ ခုနကဟိုစွန်းလောင်းလေဆိုအေးဒီတနက်နေ့ဘာလို့ပြစ်တာလဲ အစူကြီးလောင်းတာလေဘောင်းငောင်းရှင်းရှင်းလင်းလင်းငောင်းပြောတတ်မှာဟောအဖရဲ့ကျွန်တော်ဒီရက်ွက်ထဲမှာကျွန်တော်ရန်လေးပါဖြစ်တဲ့ခါကျရင်ကွာအားရဟောကိုပဲရက်ွက်ကောင်းဟောဝိုင်းစူးကြီးလောင်းလိုက်ပြီတဲ့ခါကျအဲကိုလာချိန်တာတက်တာပြုတ်တာတက်တာပြုတ်အော်တေဝါတယ်ဗောတေဝါတာအာမင်းကလည်းငောင်းရှင်းရှင်းလင်းလင်းငောင်းမပြောဘူးကွာဟောဒါဟိုလူငယ်စကားနဲ့ပြောရင်ဒါစူးကြီးလောင်းတာအိုးလူငယ်စကားနဲ့ပြောမင်းတက်ကဘယ်လောက်လဲကျွန်တော်အများဆုံးရှိမှ30ဗောအပါ30မကောက်35လုလိုက်35လုလိုက်အဖရဲ့ကျွန်တော်အသက်အမှန်ကန်သိတော့လေဘာရာလူတော့မှမဟုတ်လားဟောဘာပဲပြောပြောလေမင်းကလူငယ်လူငယ်တဲ့ပြောနေလို့မင်းကဘန်းစက ားတွေပြောနေကြဒါစွန်ကြီးလောင်းလဲဆိုတာဝိုင်းပြင်းတာကိုပြောတာအော်အေးအဲ့တော့ကျွန်တော်ဒီစွန်ကြီးလောင်းဘွဲကပြန်လာတဲ့ကျွန်တော်တို့အုတ်ကြီးကိုကျွန်တော်တို့ဒီတော်လိုင်းတက်တရားနေပြီးတော့နော်ကျွန်တော်တို့စွန်ကြီးဝိုင်းလောင်းလိုက်တာကျွန်တော်တို့ဟိုဥကောင်းကိုကြည့်ထိရကျင်းတည်တော့အုတ်ကြီးကိုအဟုတ်ဒီခံလေရောဒီခံလာပြီနော်အာကြည်တင်ပြီးတော့ကျွန်တော်တို့တေဆုံးနေဆိုတဲ့သတင်းလေးဖြစ်ပါတယ်ဗျနော်ဒါလေးကတော့ကျွန်တော်ဒီမန္တလေးရရှိလာတဲ့သတင်းလေးဆက်လက်ပြီးတော့အဘောက်ကိုကျွန်တော်တင်ပြပေးမယ့်သတင်းကတော့ဒီကျွန်တော်တို့ဒီရန်ကုန် လိုင်းသားရရန်ကုန်မှာပြန်ဆုံမယ်မပြောနဲ့တော့ငါမပြောတော့ပါဘူးမပြောဆုံနေပါပြီဆုံနေပါပြီလူကြီးကနေတော့လူသုံးသက်ဆုံရောက်ဖို့ပဲရှိတော့တယ်ဟုတ်တယ်ဟုတ်တယ်ဟဲ့ဟာကိုဘူးလေမို့လေဒါတို့လည်းဟိုရှိရှိနေပြီလို့ကျွန်တော်ပြောတာလေဒါကျွန်တော်တို့ကြွေးကြော်ထားတာပေါ့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတာကျွန်တော်မပြောတော့ဘူးဒီကကြောက်ကျွန်တော်ရန်ကုန်လိုင်းသားရပေါ့လိုင်းသားရအရှိပိုင်းမြို့နယ်ကျွန်တော်ရှမ်းချောင်းကျေးရအုတ်ချုပ်ရင်မူအဲ့ကျွန်တော်ဒီနေ့ကအုတ်ကြီးချောင်းလေးပဲကျွန်တော်ပြောတော့နော်အုတ် အုတ်ကြီးကြောင်းလိုပဲကျွန်တော်ပြောလိုက်အုတ်ကြီးအုတ်ကြီးအုတ်ကြီးတွေတော်တော်ဥစားဖြစ်နေရဟုတ်တယ်ဟုတ်နော်အုတ်ကြီးတွေတောက်တိုင်းတွေကိုဒါလိုက်ပြီးအောင်ဟိုဘာပေါ့ဘယ်လိုပြောမလဲအပြောက်ကင်နေတာအပြောက်ကင်နေတာဒီကကျတော့ကျွန်တော်ဒီလိုင်းသားအရှင်ပိုင်းမျိုးနဲ့မှာရှိစမ်းကောင်းကျွေးရအုတ်ချုပ်ရည်မှုဇော်ကြီးကဇော်ကြီးကဘာလုပ်လဲဆိုတော့ဒီရက်ွက်ထဲမှာကျွန်တော်လူငယ်၃ဦးလူငယ်၃ဦးကို तू ကဘာလုပ်လဲဆိုတော့ပုတ် तू ကဘာပြောမလဲခိုးမှုပေါ့ခိုးမှုဆိုပြီးတော့ तू ကပုတ်ပုတ်မှတ်တက်လိုက်တယ် ပြောလူငယ်သုံးခုအခုအုတ်ကြီးခိုးတာတော့မဖြစ်နိုင်ဘူးပုံလေးအုတ်ကြီးခိုးတာအုတ်ကြီးကနေဒီရက်ကွက်ထဲမှာရှိတဲ့လူငယ်သုံးခုပေါ့ပြောရမယ်ဆိုရင်အသက်မီရပေါ့ဗျာစင်ကူတန်းမှုအတွက်အသင်ဖြစ်နေတဲ့ကောင်လေးတွေပေါ့အဲလူငယ်လေးတွေကိုသုံးခုကိုအပြစ်မရှိအပြစ်ရှာတာအဲအဲ့ဒါအပြစ်မရှိအပြစ်ရှာငါသိတယ်အဲ့လိုခွန်နေငါလုတ်ခိုင်းတာဟုတ်ကဲ့ဟုတ်ကဲ့ခိုးမှုကျွလွန်နေဆိုပြီးအကြောင်းပြဖမ်းဆီးတယ်ပြီးတော့ကျွန်တော်ဒီတဦးလျင်နဲ့ငွေကျပ်350ဖြစ်စင်မူတန်းလူစားတိုးပြင်ရောင်းစားနေပါလေတဲ့နော်။အော်အုတ်ကြီးကဒီအုတ်ကြီးကငကိုတော့ဟာအုတ်ကြီးက အရင်တော့ငငယ်တုန်းကလက်စော့ချီစော့ရှိတယ်ကျောင်းမှာဟုတ်ကျောင်းကနေတဖြည်းနဲ့အရွယ်လေးရောက်လေးရောက်တော့သူကနည်းနည်းပွားဟိုဘက်ရင်ဒီဘက်ရင်ပစ္စည်းခိုးတတ်တယ်ဟုတ်ကဲ့ခိုးတတ်ရင်တန်းလန်းနေပြီးတော့အဲ့ဒီမှာငါတို့ဒီဇိုင်းထားတာလीတော့သူကနေတော့ကပိုင်းနိုင်ခေါင်းဆောင်အဲ့ခေါင်းကဟုတ်ပါပြီဟုတ်ပါပြီကပိုင်းနိုင်ခေါင်းဆောင်ကနေပြီးတော့မထူးတော့ဘူးဒီအာနာလည်းတင်းနေတင်းနေရောမထူးတော့ဘူးတခိုးဘန္နာဆိုးခန့်နေပုံစံနဲ့ဒီကောင်အုတ်ကြီးခန့်လိုက်တာဟုတ်ကဲ့ဟိုအဘတို့ရဲ့ဒီ တောက်တိုင်တွေအများအများပဲခိုးဆိုးလူနိုင်တွေများတယ်လေဒါပဲအုတ်ချမ်းမျက်ပေါက်တွေလည်းပါတယ်ဟာရောအဲ့လောက်ကြီးမပြောနဲ့လေမင်းကလေဟုတ်လေအခုလည်းကြည့်နေပါရဲ့ဒီအပြည့်မရှိအပြည့်ရှာပြီးကလေးတွေကို तू ကခိုးမှုကျူးလွန်နေဆိုပြီးတော့ तू အကြောင်းပြဖမ်းဆီးပြီးတော့အခုပတ်စံနဲ့ရောင်းစားရဲဆိုတဲ့ဒါပြောရမယ်ဆိုရင်ဒါကိုရက်ကိုတဲ့မှာရှိတဲ့လူငယ်တွေကိုကိုပြန်ပြီးတော့ရောင်းစားနေတဲ့သဘောမင်းကပြောပြမယ်ခုဟုတ်ပြီအုတ်ကြီးကအုတ်ကြီးတွေယာယီမှုတွေစေအိမ်မှုတွေမျိုးနယ်အုတ်ချုပ်ရေးမှုတွေဥမထမတော်တိုင်းမှုတွေကခိုးတယ်ဆိုတာထားရလိုက်တော့ဟုတ်ကဲ့ဟုတ်ကဲ့အခုတက်ချုပ်ဟုတ်ကဲ့ နော်တက်ချုပ်ကငါတို့ခုနငါပြောသလိုမျိုးပဲဒီငတက်ပြားကိုဘန္နာဆိုးခန့်လိုက်သလိုပဲဘန္နာရင်ကိုညှိခန့်လိုက်သလိုမျိုးပဲဟုတ်ကဲ့ဒီတက်ချုပ်ကခေါ်လဲယူဒီရလဲယူလေသူတက်ချုပ်မဖြစ်ခင်တော့ကသူရတဲ့လာကနဲ့အိမ်ပိုင်အိုးပိုင်တောင်မရှိတဲ့ကိစ္စအခုဆိုကြည့်ဟုတ်ဒါကတော့တွက်ကြည့်သိပါတယ်လူတိုင်းသိပါတယ်ပေါ့ပြောနေလို့မလို့ဒါကလည်းကလုံးသိပြီးသားနော်ဟိုအများဆုံးရလာတာပေါ့3000တထောင်ပေါ့နောက်ပြန်ထားပါနော် ဒီလောက်နဲ့ကျွန်တော်တို့ဒါအကိုကျေဝါချမ်းသာမှုနဲ့သူကကျွန်တော်တို့ကဒါပြောပြောနေကြမလို့ပြည်သူတွေကသိပြီလားဟိုဆက်လိုက်ပြီးတော့အပေါ့ကျွန်တော်သတင်းလေးကျွန်တော်တင်ပြပေးဦးမယ်နော်အဲ့ဒါတော့ဗာလဲဆိုဆိုတချောင်းမြို့နယ်တရချောင်းမြို့နယ်တရချောင်းမြို့နယ်တဲ့ဟိုအပဟိုဗာလဲစိတ်မရှိပါနဲ့ဒီဒီရွာလေးရဲ့လေအပဘလူဘလူဖက်ရကျွန်တော်ကျွန်တော်ဟာဟိုပတ်စင်နေကြတော့ကျွန်တော်မင်းခုအရာရှိဖြစ်နေပြီလေဟုတ်လေကျွန်တော်တို့ရက်စီမင်းတက်ခဲ့တာလေဟုတ်ကျွန်တော်ဒါလေးတော့မသိဘူးလား ဒီရစီရ10တန်းအောင်ပြီးတော့အမှတ်ကောင်းမှတက်ရတာနော်မှန်တယ်လေပါဦးဘုန်းကြီးကျောင်းတက်ပြီပဲဒါရက်တိမာလေးအားငါဘုန်းကြီးကျောင်းဟေ့ဟာဘုန်းကြီးကျောင်းလည်းနေခဲ့တယ်အတန်းကျောင်းလည်းနေခဲ့တယ်တော့ဒီမှာကြည့်ရအခရာဥတောင်ဝန်းဘူးနှလုံးစင်နှစ်ချောင်းရင်တူအုတ်တူအုတ်တူအုတ်တူလားအုတ်တူတူတူအဲအုတ်တူနော်ဟုတ်လားအမပြောတာနော်အဲဟုတ်အဲတရချောင်းမြို့နယ်အုတ်တူအုတ်တူအုတ်တူနော်တရချောင်းမြို့နယ်တဲ့ဒီအုတ်တူရွာနေတဲ့ကျွန်တော်စီးကြိုယောဂါ ခံစားပြီးတော့ကျွန်တော်ခြေထောက်တစ်ဖက်ဖြတ်ထားတယ်နော်ကျွန်တော်အသက်85ဟုတ်လေခြေတော်တစ်ဖက်ဖြတ်ထားတဲ့ဒီလူမဟုတ်ရဒီရှေ့တန်းကိုတွားဖို့ပေါ်တာမဆွဲနဲ့တော့လေကွာဟုတ်ရှေ့တန်းကိုရှေ့တန်းကိုမတွားခိုင်းမတွားခိုင်းအခုအဘားတို့ရဲ့ဒါဟိုစကားမှတက်ကြီးလုံပုံကိုင်းပုံကျွန်တော်ပြောပြမယ်ဖတ်ပြမယ်အဲ့ဒီကျွန်တော်တို့ဒီအုတ်တူးရတယ်နဲ့စီးဂျူယောဂါကြောင့်ခြေတော်ဖြတ်ထားရတယ်အသက်85နှစ်အရွယ်အဖွားအူတူဦးကိုတဲ့အဖွားအူနော်အသက်85နှစ်ရှိရအဖွားအူတူဦးအမေအူပေါ့အဲအမေအူတူဦးကိုတဲ့ကျွန်တော်ဒီကျွန်တော်ရဲ့စကားမှတက်ကြီးကနေပြီးတော့ အာဓမပြုကျင်ပါလေလေဗျာနော်ဟာမဟာနဲ့အာဓမပြုကျင်နေတဲ့တော်ပြီပေါ့ဒုခိတာအမေအိုတော်မမရှောင်နဲ့ဟုတ်တယ်မရင်းတက်ဟုတ်တယ်စကာစတက်ဟုတ်ကစရန်တဲ့အာမီတက်ပြင်းနေပြီကွာ